ယနေ့သာရဏတော်နှစ်2569ခုဘောဇာတကရေ1389ခုနယုံလာဇန်9ရက်31ရက်5လ2025စနေနေ့ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်မှတ်ရှိရက်ကွယ်ဓမ္မပါရဂုပဋ္ဌာန်းလင်းရောင်ကျောင်းတိုင်အတွင်း၌စာတေစာချ၍သာရဏပြုလျက်ရှိကြကုန်သောတန်ဃာတော်ရှင်သူမြတ်တို့အား ရွှေပြည်တော်မြို့နယ်အမတ်ရှိရက်ွက်အောင်တော်မူပန်းချံသည်မိခင်ဤတော်အောင်ခြင်းကို အမှုထား၍တက္ကမကြီးဒေါ်ဆန်းမိသားစုမှ စာချအစာတင်တန်ဃာတော်ရှင်လူမြတ်တို့အားအာယုဇွန်းမိုးရင်ငါးစွမ်းများဆက်ကလူတန်းခြင်းစာချဆရာတော်များအားနဝကာမဝတ္ထုငွေနှင့်လူပွဲပစ္စည်း အဆုစုတို့ကိုလူတန်းဆက်ကပ်ခြင်းစာလင်နာတန်ဃာတော်ရှင်ပြည့်တို့လူအပ်သည့်ပလာစာအုပ်ဘောပင်ဆက်ပြာသွားတိုက်စီသွားတိုက်တန်ခေါင်းရိပ်တာစတဲ့အသုံးဆောင်ပစ္စည်းမျိုးစုံတို့ကိုဓမ္မကြီးဒေါ်ဆန်းအမှုပြုတဲ့ဓမ္မမိတ်ဆွေများနဲ့အဘိဓမ္မာပြန်ပွားရေးအတင်းကြီးကအမှုဆောင်များနောက်ဒေါ်နုနုကြီးနဲ့မြေ ကောင်းဧကံတော်ယူရဖြိုးဝေဥမျက်သိဒေါခင်စောဦးတမီမတ်ဖူးပြေစုံမိသားစုတို့ကနေပြီးတော့ယနေ့လူတန်းတဲ့ကုသိုလ်ကောင်းမှုပွဲဖြစ်တယ်အဲ့တော့အဲ့ဒီကုသိုလ်ကောင်းမှုပွဲနဲ့ဆက်ဆက်ပြီးတော့ဦးဇလုံးအနုမောဒနာတရားအနေနဲ့ကြီးညိုယုံမြကောင်းချိုရာဆိုပြီးတော့အနုမောဒနာလေးနာယူမှတ်သားရမယ်ကြီးညိုယုံမြပါတဲ့တော့ကောင်းချိုရာပြီးခဲ့တဲ့နှစ်က ။တမီးဟိုမွေးနေတယ်နဲ့ဘုံဘုံဟောပေးလိုက်တာ။စိတ်ဖြစ်ယုံများကောင်းချိုးရမှာဆိုပြီးဟောလိုက်တာမှတ်မိသေးလားမသိဘူး။နော်အခုဒီတခါကျတော့ဘာဖြစ်မှာ။အန်ဂျီညိုယုံများအန်ကောင်းချိုးရဆိုပြီးတော့ဦးဇင်းတို့မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့အင်္ဂုတ္ထိုကပြစ္ဆကနိဗ္ဗာန်မှာလာတဲ့ကုလတုတ်တန်ဆိုတာရှိတယ်။အဲဒီကုလတုတ်တန်လေးကိုအခြေခံပြီးတော့နော်ဂျီညိုယုံနဲ့ကောင်းချိုးရရတယ်ဆိုတဲ့အကြောင်းလေး ဝမ်းမြောက်ဖွယ်အ नु မောဒနာတရားအနေနဲ့နာယူမှတ်ရမယ်အဲ့တော့ဒကမာကြီးတော်ဆန်းကပြီးခဲ့တဲ့နှစ်ပတ်သုံးပတ်လောက်ကလေးကနေပြီးတော့ဖုံဖုံစီကိုဖုံးနေအကြိမ်ကြီးဆက်ပြီးတော့ကိုရင်လေးကြွလာပြီးတန်ခါကြီးတိုးလေနေ့စဉ်လည်းပဲမိမိအိမ်ရှိမှဆွမ်းခံကြွနေတယ်အဲ့ဒီဆွမ်းခံကြွနေတဲ့တန်ခါတော်တွေကိုကြည့်ပြီးတော့အိမ်မှာနေရင်းနဲ့ နှစ်စင်ဒီလိုအချိန်ရောက်ပြီးဆိုရင်ဒကမာကြီးကဆွန်းလာလာပြီးတော့ဆက်ကတ်တယ်စာတင်နာတန်ဃာတော်တွေအတိရောက်တိုင်းရောက်တိုင်းနှစ်ဆဆိုရင်လာလာပြီးတော့ဆွန်းကတ်တယ်နှစ်စင်ပေါ့ဘုံဘုံတို့အကြောင်းတည်ထောင်ကလေးကအဲ့ဒီတော့တန်ဃာတော်တွေကိုမြင်တွေ့ပြီးတော့ဒကမာကြီးစိတ်ထဲမှာကြီးညိုတဲ့စိတ်တွေဖြစ်ရတယ်ဘုံဘုံလိုင်းပေါ်မှာအတင်နာကြည့်ပြီးတော့လည်းပဲကိုရင်ဘဏ္ဍပါရောက်ပြီးပဲလူလာအပ်တယ်ဒါတွေကြည့်ပြီးတော့လည်းပဲဒကမာကြီးစိတ်ထဲမှာအော်ငါတို့ ကိုးကွယ်တဲ့အကြောင်းတန်ဃာတွေများတယ်စာတင်တာစာတင်နာတွေများတယ်စာတင်နာတွေလိုအပ်မှာပဲဆိုပြီးတော့အဲ့ဒါကိုစိတ်ထဲမှာနော်အကျဉ်းကြီးဖြစ်နေတယ်မိမိတို့အိမ်မှာလည်းပဲနေတိုင်းမိမိတို့အိမ်ရှိအိမ်ပေါင်းပါကိုတန်ဃာတော်တွေနေ့စဉ်ပမိုးတို့ကြောင့်ဝါကိုရင်ဒီစွမ်းကံမကြွားဘူးလားကြွားတာကြွားတယ်နော်အဲ့တော့မင်္ဂလာတုံးမှာလည်းပဲမြတ်စွာဘုရားရှင်ကတမနာနေစဒတ်တနံ ဧတံမင်္ဂလမုတ်တမဲဆိုပြီးတော့မင်္ဂလာတုံးပါလဲပဲယန်တန်ဃာတော်တွေကိုဖူးမြင်ရခြင်းဟာမင်္ဂလာတပါးပဲလို့ဘုရားရှင်မဟောဘူးလားဟောထားတာဟောထားတယ်အခုလည်းပဲတန်ဃာတော်တွေကိုမြင်တွေ့ပြီးတော့ဓမ္မကြီးစိတ်ထဲမှာအဲ့လိုကြည်ညိုတဲ့စိတ်တွေဖြစ်တယ်အဲ့လိုကြည်ညိုတဲ့စိတ်တွေကိုအကြောင်းပြပြီးတော့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကကုလသုံးပါဘယ်လိုခေါ်လဲဆိုတော့ယတမေဘေကဝေတမေယီသီလဝန္ဒီပပစီတိကုလံဥပတင်ကမတိ မနုဿဒဋ္ဌဝါစိတ်တာနိပတာတိနိအဲ့လိုမိမိရဲ့အိမ်ရှိမှာကြွနေတဲ့ယံတန်တော်တွေတန်ဃာတော်တွေကိုဖူးတွေ့ရတဲ့အခါမှာမိမိတို့ရဲ့စိတ်မှာမနုဿဒဋ္ဌဝါစိတ်တာနိပတာတိနိကြီးညိုတဲ့စိတ်တွေဖြစ်ကြရတယ်ကြီးညိုတဲ့စိတ်တွေဖြစ်တယ်တဲ့အဲ့လိုကြီးညိုတဲ့စိတ်ဖြစ်တယ်ဆိုရင်ဘလို့အကျိုးတရားရတယ်လဲဆိုတော့တဲ့ တခတံဝတ္တဏိကံဘိကဝေတံကုလံတတ္တမိတမေယိပฏิပရံပฏิပန္နဟောတိအဲ့လိုယဟန်တံဃာတော်တွေကိုမြင်တွေ့ပြီးတော့နော်ကြီးညိုတဲ့စိတ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာတဲ့တခတံဝတ္တဏိကံနတ်ပြည်ရောင်ချောင်းဥဒုကောင်းမှုကိုကျင့်နေတာနဲ့တူတူပဲမိမိတို့ရဲ့စိတ်မှာယဟန်တံဃာတော်တွေကိုမြင်တွေ့ရလို့ဖူးတွေ့ရလို့ ကြီးညိုတဲ့စိတ်လေးဖြစ်မယ်ဆိုရင်တဲ့အဲ့ဒီစိတ်လေးဟာဘယ်ဟူရောက်စေနိုင်တယ်လဲဘယ်လိုကောင်းကျိုးရစေနိုင်တယ်လဲဆိုရင်တက္ကတံဝတ္တဏိကကုတုမျိုးရစေနိုင်ပါလေ။ဘာကုတုရစေနိုင်တယ်လဲတော့တက္ကတံဝတ္တဏိကကုတုတဲ့။ဘာကုတုတဲ့တော့အဲ့တော့ယန္တန်ဃာတော်တွေကို ကြည်ညိုတဲ့စိတ်လေးဖြစ်ရင်တက္ကသံဝတ္တဏိကကုသိုလ်ဖြစ်တယ်တဲ့ဒါနံပါတ်1ကြည်ညိုတဲ့စိတ်လေးကိုအကြောင်းပြုပြီးတော့ရတယ်ကုသိုလ်ဟုတ်ပြီနော်အဲ့တော့တက္ကသံဝတ္တဏိကကုသိုလ်ဆိုတာဘာမျိုးကိုပြောတာလဲဆိုတော့နက်ပြီးရောက်စေတဲ့ကုသိုလ်လို့ပြောတယ်ဟုတ်ပြီနော်ယဟန်တန်ဃာတော်တွေကိုဥမြင်ရတဲ့ကြည်ညိုရတဲ့စိတ်လေးဖြစ်ုံနဲ့တောင်းဝယ်လွင်လေးစရောက်ရင်အပေဒုက္ခတိကိုမကြောက်ရောက်ပါဘဲနဲ့ဘယ်ကိုရောက်နိုင်တယ်လဲဆိုရင်နက်ပြီးကိုရောက်စေနိုင်ပါတ နတ်ယွာဒုက္ကဋိကိုရောက်စေနိုင်ပါတယ်ဆိုပြီးမြတ်စွာဘုရားရှင်ကနံပါတ်၁ယဟန်တန်ဃာတို့ကိုကြီးညိုတဲ့စိတ်ကြောင့်ဖြစ်ရတဲ့အကျိုးဆိုပြီးဒီလိုဟောထားတယ်။နားလည်လား။အဲ့တော့ဒါနံပါတ်၁မိမိတို့ကွယ်လွန်နေစားရောက်ရင်နတ်ယွာဒုက္ကဋိကိုရောက်စေနိုင်ပါတယ်။တခါအဲ့ဒီကြီးညိုတဲ့စိတ်ကိုအခြေခံပြီးတော့မှရန်တန်ဃာတော်တွေကို မြင်တွေ့ရပြီးတော့အခုဆိုရင်အခုအစွမ်းကတ်မယ်ပုဂ္ဂိုလ်တိုင်းလည်းပဲ လုတ်တယ်လို့တခြားသောမိမိနဲ့ယဉ်ဤပတ်သက်တဲ့ဓမ္မမိတ်ဆွေတွေကိုလည်းလူတိုင်းစေတယ်။နော်ပါဝင်စေပြီးတော့နော်နိဗ္ဗာန်စော်လုတ်ပြီးတော့တန်ဃာတော်တွေအတွက်ကိုအကျိုးဆောင်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တယ်။မိမိတို့အိမ်ရှိကိုကြွနေတဲ့ယဟန်တန်ဃာတော်တွေအခုဆိုရင်မိုးတွေကြွာမိုးတွင်ရောက်တဲ့ခါကျတော့လမ်းတွေမပြက်ဘူးလားပြက်လား။အဲ့တော့လမ်းတွေပြက်တဲ့ခါကျတော့ဒကမာကြီးကကိုယ်အိမ်ရှိကြွနေတဲ့တန်ဃာတော်တွေလမ်းတွေပြက်တော့မနစ်ကဆိုရင်တဲကားတွေခင်းပြီးတော့လမ်းတွေရော မခင်းဘူးလားခင်းပြီလား။ အဲ့တော့အဲ့လိုတန်ဃာတော်တွေအတွက်ကိုနော်ဝေယဝဆဆောင်ရွက်ပေးရတဲ့ကုသိုလ်တွေရောဒီတန်ဃာတော်တွေပုံပုံတို့အကြောင်းဝါတန်ဃာတော်တွေကိုအကြောင်းပြုပြီးတော့အဲ့ဒီလိုရောကောင်းကျိုးကုသိုလ်ကောင်းမှုမျိုးတွေမလုပ်ဘူးလားလုပ်ဖြစ်စီလားလုပ်ဖြစ်စီတဲ့ဒါယဟန်တန်ဃာတော်တွေကိုကြည်ညိုတဲ့စိတ်ကနေ ဖြစ်လာတဲ့နံပါတ်1ကုသိုလ်ဟုတ်ပြီနော်အဲ့လိုစွန့်ကပ်တဲ့ခုလိုလာပြီးတော့အကြောင်းမှာကိုယ်တိုင်ချက်ပြုတ်တယ် နောက်တန်ဃာတော်ဒီနေရာထိုင်ခင်းနေအဲ့လို ပေးလူမယ်ဆိုလို့ရှိရင်နေနဘက်နဲ့အကျိုးတရားအနေနဲ့ဘာကုသိုလ်မျိုးဖြစ်စေနိုင်တယ်လဲဆိုတော့ဥ္စာကုလီနာတန်ဝတ္တဏီကံဘေကဝေတန်ကုလံတတမိန်တမိေပရိပရံပရိပန္နံဟောတိအဲ့ဒီလိုတန်ဃာတော်တွေရဲ့ဝေယဝဆတန်ဃာတော်တွေအတွက်ကိုလမ်းနေခင်းနေရာတွေအတွက်ခင်းပြီးတော့လူတန်းပဲကုသိုလ်မျိုးလုပ်မယ်ဆိုလို့ရှိရင်ဖြစ်လျာမဝမှာတဲ့အမျိုးမျက်စိနိုင်ပါတယ် ဒါကြီးညိုတဲ့စိတ်ကိုအရင်ခံပြီးတော့ကုသိုလ်တိုးရတဲ့နံပါတ်၄ကုသိုလ်ဖြစ်လျာဘဝမှာဘာဖြစ်မှာလဲဆိုရင်အမျိုးမြတ်တဲ့ဟုတ်ပြီနော်တန်ဃာတော်တွေကိုကြီးညိုတဲ့စိတ်ကအရင်ခံပြီးတော့နံပါတ်၄ဘာကုသိုလ်ဖြစ်ပြီးပြီလဲဆိုရင်နတ်ပြည်ရောက်စီတဲ့ကုသိုလ်မရဘူးလားရပြီလားရပြီနောက်ပြီးတော့ဖြစ်လျာဘဝတိုင်းမှာလည်းပဲဘာဖြစ်ဦးမှာလဲအမျိုးမြတ်အောင်ပဲဟုတ်ပြီနော်အဲ့တော့ဒါနံပါတ်၄ကြီးညိုတဲ့စိတ်ကိုအရင်ခံပြီးတော့ ရရှိတဲ့အကျိုးတရားပဲ။မြတ်စွာဘုရားရှင်ကုလသုံးပါးအဲ့လိုဟောထားတယ်။နားလည်လား။နောက်နံပါတ်3အနေနဲ့မိမိတို့အခုလိုမျိုးနော်စွန့်ကပ်တဲ့ကုသိုလ်မျိုးပြုလုပ်ပြီးပြီးခဲ့တဲ့တလားလောက်ကလေးအနေပြီးတော့မိမိမှာပြင်ဆင်ရတဲ့ဒီကုသိုလ်မျိုးလို့အောင်အဲ့လိုပြင်ဆင်တဲ့အခါမှာဒါနာကုသိုလ်ကောင်းမှုပြုလုပ်ဖို့ဆိုလို့ရှိရင်အရင်ဆုံးမိမိရဲ့စိတ်မှာအိဒါမစ္စရိယဆိုတဲ့တဏှာပြင်မစ္စရိယစိတ်ကင်းလို့နော် ဌာနဆိုတာပြုလုပ်လို့ရတာမေစရိယစိတ်ရှိနေတယ်เนาะဝန်တုံမှုတွေရရှိနေတယ်မိမိယတန်ဃာတော်တွေကိုမကြည်ညိုဘူးဆိုလို့ရှိရင်ဌာနကုသိုလ်ကုလိုစွန့်ကပ်တဲ့ကုသိုလ်ကောင်းမှုကောင်းမှုမျိုးကြီးလုံးနိုင်မှာမလားမလုံးနိုင်ဘူးတဲ့ဘုရားရှင်ကအခုလိုတန်ဃာတော်တွေကိုကြည်ညိုတဲ့စိတ်ဖြစ်တာဟာမိမိရဲ့တဏ္ဍာမှာမေစရိယစိတ်ကင်းလို့ပဲဗာစိတ်ကင်းလို့တဲ့တော့ အဲ့တော့မေစရိယစိတ်ကင်းမယ်ဆိုလို့ရှိရင်လည်းမြတ်စွာဘုရားရှင်ကဒီတန်ဃာတော်တွေကိုကြင်ညိုတဲ့စိတ်ကိုရင်ခံပြီးတော့မဟေတ္တခတံဝတ္တဏိကံပိကဝေတံကုလံတတမေတမေပရိပရံပရိပန္နံဟောတိရှစ်လျာဘဝတိုင်းမှာမဟေတ္တခတံဝတ္တဏိကံအချမ်းရံဒီပေါ်များစီနိုင်တယ်ဟုတ်ပြီနော်တန်ဃာတော်တွေကိုကြင်ညိုမယ်ဆိုရင်ဖြစ်လျာဘဝတိုင်းမှာအချမ်းရံမပေါ်ဘူးလားပေါ်မယ်လား အဘုံမေအချံရံပေါ်များတဲ့ဘဝမျိုးကိုရရှိစေနိုင်ပါလေ။ဒါကြီးညိုတဲ့စိတ်ကိုရင်ခံပြီးတော့ဖြစ်တဲ့နံပါတ်3ခုတို့တဲ့။ဟုတ်ပြီနော်။နောက်ဆုံးပိတ်နံပါတ်400ပါလဲဆိုတော့အခုလိုကိုယ်တိုင်ကိုယ်ကြဒါနပြုလုပ်တဲ့အဲ့လိုကြီးညိုတဲ့စိတ်ကိုရင်ခံပြီးတော့မိမိတို့ယနေ့ဆိုလို့ရှိရင်အာယုံဆုံးမကတ်ဘူးလားကတ်လား။ကဲတဲ့နောက်ဇာလနာသံဃာတော်တွေအတွက်လည်းပဲလူဝံတွေအများကြီးမလူလားလူလားလူတယ်အဲ့လိုလူတဲ့ ဒါနာကုသိုလ်ကောင်းမှုမျိုးကိုတန်ဃာတော်တွေကိုကြည်ညိုတဲ့စိတ်ကိုရင်ခံပြီးတော့ဖြစ်လိုက်ရပြီအဲ့လို ဖြစ်လိုက်ရတဲ့အတွေ့အကြုံနဲ့ဘလို့ကုသိုလ်အကျိုးတရားမျိုးရရှိစေနိုင်သေးတယ်လဲဆိုတော့နံပါတ်၄အနေနဲ့မဟာဘောဂတန်ဝတ္တနိကကုသိုလ်မျိုးရရှိစေနိုင်ပါလေမဟာဘောဂတန်ဝတ္တနိကကုသိုလ်ဆိုတာဖြစ်လျာဘဝမှာစည်းစိမ်ပေါ်များခြင်းဆိုတဲ့မဟာဘောဂတန်ဝတ္တနိကကုသိုလ်မျိုးရရှိစေနိုင်ပါလေတန်ဃာတော်တွေကိုကြည်ညိုမယ်ဆိုလို့ရှိရင် လေးခုမြောင်အကျိုးတရားကမဟာဘောဂတဝတ္တဏိကမြန်မာလိုပြောမယ်ဆိုရင်တော့ဖြစ်လျာဘဝမှာជីវံချမ်းသာမယ်နားလေသဘောပေါက်လားဒါဆိုလို့ရှိရင်တန်ဃာတော်တွေကိုကြည်ညိုတဲ့စိတ်ကိုဖြစ်လိုက်ရရုံဒီနဲ့မိမိတို့မှာအကျိုးဘယ်နှမျိုးရသွားပြီလဲလေးမျိုးရသွားတယ်နော်လေးမျိုးရသွားတယ်နံပါတ်1ဖြစ်လျာဘဝတိုင်းမှာ နော်ဒီဘဝကနေပြီးတော့ကွယ်လွန်လေးစားရောက်ရင် တက္ကသံဝတ္တဏိကံနတ်ပြည်ဒုက္ခတိကိုရောက်ရှိစေနိုင်တယ်။နောက်ပါနေ့ဥ္ဇာကုလိနသံဝတ္တဏိကံ ဖြစ်လျာဘဝမှာအမျိုးမြတ်မယ်။နံပါတ်3ကအချံရံလဲပေါ်များမယ်။နံပါတ်4ကပါလဲဆိုရင် စီးစိမ်ပေါ်များမယ်ဆိုတဲ့အကျိုး၄မျိုးရရှိစေနိုင်တယ်။နောက်ဆုံးဖြစ်အကျိုးတရားအနေနဲ့မြတ်စွာဘုရားရှင်ကပါဆက်ဟောတဲ့လေဆိုလို့ရှိရင် အခုလိုမျိုးတန်ခါတော်တွေကိုမြင်တွေ့ရပြီးဖူးပြင်ရပြီးတော့ကုသိုလ်ကောင်းမှုတွေလည်းပြုလုပ်လိုက်ပြီးပြုလုပ်လိုက်တဲ့အခါကျတော့အခုတန်ခါတော်တွေထံမှာအခုဆိုရင်ဘုံဘုံကတရားဟောပေးတဲ့အတွေ့အကြောင်းတရားဓမ္မအတိဉာဏ်ပညာဝမရဘူးလားရသေးတယ်လားတန်ခါတော်တွေကိုကြည်ညိုတဲ့စိတ်ကိုရင်ခံပြီးတော့တဲ့နောက်ဆုံးပိတ်ရရှိစေနိုင်တဲ့အကျိုး ကာရောတဲ့မဟာပညာတံဝတ္တဏိကံဘိကဝေတံကုလံတတမိဓမ္မေပရိပရံပฏิပန္နဟောတိလံဃာတော်ရေစီကနေပြီးတော့နာဟောကြားပေးတဲ့တရားဓမ္မတွေကိုနာယူမှတ်သားရတဲ့အတွေ့အကြောင်းနဲ့မဟာပညာတံဝတ္တဏိကံပညာဉာဏ်အတိဉာဏ်ပညာတွေတိုးပါခြင်းဆိုတဲ့အကျိုးရရှိစေနိုင်ပါတယ်ဆိုပြီးတော့မြတ်စွာဘုရားရှင်ကအဲ့ဒီတုတ်တံမအဲ့လိုဟောထားပါတယ် ဒါကြောင့်မလို့မိမိတို့တန်ဃာတော်တွေကိုကြီးညိုတဲ့စိတ်ကလေးဖြစ်လိုက်တာဟာပေါ်တည်တည်လေးမဟုတ်ဘူးအကျိုးဘဏ္ဍမျိုးထိရရှိစီသွားတယ်လေငါးမျိုးဟုတ်ပြီနော်အဲ့တော့ငါးမျိုးကပြန်ပြောရလို့ရှိရင်အခုလိုတန်ဃာတော်တွေကိုကြီးညိုမယ်ဆိုလို့ရှိရင်ကြီးညိုတဲ့စိတ်ကိုအရင်ခံပြီးတော့ဖြစ်လျာဘဝမှာအဲဒီဘဝကနေပြီးတော့ကွယ်လင်းလေးစရောက်ရင်နတ်ရွာဒုက္ခတိကိုပဲရောက်ရှိစေနိုင်တယ် ဖြစ်ရလျာဘဝမှာအမျိုးမြတ်မယ်အချမ်းရံလေးပေါ်မယ်စိစိန်ဒီလေအပေါ်များပြီးတော့မှပညာဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်မဖြစ်ဘူးလားဖြစ်မယ်လားအဲ့လိုပညာဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်ဆိုတဲ့အဲ့ဒီအကျိုး၅မျိုးကိုမြတ်စွာဘုရားရှင်ကတန်ဃာတော်တွေကိုကြီးညိုမယ်ဆိုရင်ရရှိစေနိုင်တယ်အဲ့လိုကြီးညိုတဲ့စိတ်ကိုရင်ခံပြီးတော့မှဝိပဿနာနော်မဂ်ကင်ရှင်ပါအခြင်းမြတ်တရားနဲ့ကျင့်ကြံကြိုးကိုပွားများအားထုတ်မယ်ဆိုရင်နိဗ္ဗာန်ဒီမရဘူးလားရစေမယ်လား အနိဗ္ဗာန်တိရရှိနိုင်မှာဖြစ်ပါတယ်ဆိုပြီးတော့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကကုလသုတ်တံမှာအဲ့လိုခေါ်ထားပါတယ်ဒါကြောင့်မလို့ယနေ့တက္ကမကြီးတော်ဆန်းအမှုပြုတဲ့ဓမ္မမိတ်ဆွေအပေါင်းတို့ကောင်းတို့ကတန်ဃာတော်တွေကိုကြည်ညိုတဲ့စိတ်ဖြစ်ပြီးတော့မှယနေ့အကျိုး၅မျိုးကိုရရှိသွားတယ်လို့ကွယ်လွင်နေစရောက်တဲ့ခါမှာလည်းပဲနှက်ရွာဒုက္ခတိကိုရောက်ရှိခြင်းအမျိုးမြတ်ခြင်းအချမ်းရံပေါ်ခြင်းစီစဉ်ပေါ်များခြင်းပညာဉာဏ်ကြီးမားခြင်းဆိုတဲ့ဒီအကျိုးတရားမျိုးတွေရရှိပြီးတော့ ိမိတို့ညှော်မှန်းထားတဲ့အတိုင်းပဲမိမိတို့မအိုမနာမတရားနိဗ္ဗာန်ဖြစ်တဲ့နိဗ္ဗာန်ကိုကိုစီကိုစီ မျက်မှောက်ပြုပါကုန်တော်မူ၍ရည်ညွှန်းဆူတောင်းလိုက်ကြကုန်ရသတည်းကဲလိုက်ဆိုမယ်တတဝါမန္တမြဘေးမခအေးမြချမ်းသာကြပါစေတရားမကွာ ီဝါရှာလိုရာစန္ဒပြပါစေစီဝါမပြတ်ဂုံတိန်တံအသက်ရှိကြပါစေကောင်းမှုမြတ်လို့ကောင်းအောင်ကြိုးကောင်းကြိုးကို၌တည်ကြပါစေ တာတော်နှလုံးကြောပြောင်းအိုသူတော်ကောင်းတို့သုံးမေယနေ့ယကုရံကုန်တိုင်းဒေသကြီးရွှေပြည်တော်မြို့နယ်အမရှိရက်ွက်ဓမ္မဘာရကူပဋ္ဌံလင်းရောင်ကြောင်းတိုင်းအတွင်း၌စာသင်စာချ၍တာဒနာပြုလျက်ရှိကြကုန်သောတန်ဃာတော်အရှင်သူမြတ်တို့အားအာယုံဇနစ်တကွလူတန်းဘွေရာဖျားဖျားတို့ကိုလူတန်းဆက်ကဲလူတန်းကြသည်ရွှေပြည်တော်မြို့နယ်အမရှိရက်ွက်အောင်တော်မူပန်းကျန်သည့် မိခင်ကြီးတော်အောင်ခြင်းအာအမှုထား၍တက္ကမကြီးတော်ဆန်းမိသားစုအပေါင်းသူတော်ကောင်းတို့သည်အတနောတန်တနေဥပ္ပန္နံမိမိတန်တန်၌ဖြစ်ပေါ်၍နေသော ကုသလံဒါနသီလဘာဝနာဥစွယ်သော ကုသကောင်းမှုမျိုးကိုဝိပဿနာဝါမိမိတို့ရဲ့ဉာဏ်မြင်မှနှိစ္စဒုက္ခအနတ္တအပြင်ဝိပဿနာ ရှုစဉ်ခြင်းကြောင့်ပြီးလည်းယင်